အားလုံးပဲမင်္ဂလာပါနော်ဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့ CDN တွေကိုအေးအေးယူတင်မတင်သုံးသက်ပြရတဲ့ချစ်ကွန်တော်ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒါမှမဟုတ်ချစ်ကွန်တော်ကဘလို့အကြောင်းနဲ့ပတ်သက်ပြီးသုံးသက်ပြောဆိုထားတယ်ဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ CRPH ကနေ NaN CDN တွေကိုအရေးယူမဲ့ဥပဒေတစ်ခုကိုကြီးညာချက်ထုတ်ပါတယ်။အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ပြည်တွင်းထဲကလူအခွင့်ရေးအဖွဲ့တွေပြီးတော့ဒီစစ်တပ်ဘက်ကနေရက်တည်ပြီးတော့မှဆက်လက်လုပ်ကိုင်စားတောက်နေတဲ့အုပ်စုတွေကဝေဖန်လာပါတယ်။ဒါကလူအခွင့်ရေးကိုချိုးဖောက်တယ်ပေါ့နော်။အဲ့ဒီတော့စစ်တပ်ကအာဏာသိမ်းပြီးကတည်းကပြည်သူလူထုအပေါ်အထူးသဖြင့်စစ်အာဏာရှင်စန့်ကျင်ရေးပြည်သူလူထုကိုဖိနှိပ်အနိုင်ကျင့်တက်ဖြတ်ခဲ့တာတွေကိုကျွန်တော်တို့ပြန်ပြောကြရအောင်ပါ။ လူငယ်တွေပြည်သူတွေငြိမ်းချမ်းစွာစန္ဒပြနေစဉ်တုန်းကလည်းလမ်းပေါ်မှာဥပဒေမဲ့ရရဆက်ဆက်တပ်ဖြတ်ခဲ့တာလေစစ်တပ်လက်အောက်ခံဝန်ထမ်းတွေဖြစ်ပါတယ်ပြီးတော့မှစန္ဒပြလူငယ်တွေကိုထောင်သွင်းအကျဉ်းချထောင်ထဲမှာနှီးမျိုးစုံပုံစံမျိုးစုံနဲ့နှင်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တာလေဝန်ထမ်းတွေဖြစ်ပါတယ်ပြီးတော့ရက်ကရက်ွက်တဲ့ဂျွာတွေထဲမှာစစ်မှုထမ်းဥပဒေတွေပြဋ္ဌာန်းပြီးတော့မှပြည်သူလူထုကိုအဲစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့မ ါငွေညှစ်တာငွေတောင်းခံတာเนาะငွေမပေးနိုင်တဲ့လူတွေကိုဒါငွေပေးနိုင်တဲ့လူတွေစားအစားထိုးပြီးတော့မှစစ်မှုထမ်းတဲ့ကိုထည့်ပြီးတော့ရှေ့တန်းမှာလူသားဒါတစ်ဖွဲ့အုံချတာပြီးတော့မှဌာနအမျိုးမျိုးမှာစစ်တပ်အုပ်ချုပ်တာကိုခွင့်ရေးယူစစ်တပ်အုပ်ချုပ်နေတဲ့အချိန်ဥပဒေမဲ့နေတာကိုခွင့်ရေးယူပြီးတော့ပုံစံမျိုးမျိုးနဲ့လက်ပေးလက်ယူတွေလုပ်နေတာသူတပြည့်လာဝကယုံတွေဖတ်စပို့ယုံတွေတဲယူပို့ဆောင်ရေးယုံတွေဌာနတိုင်းမှာအခုပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်နေတာလေဝန်တန်းတွေပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီဝန်တန်းတွေကို NaN CDN တွေကို အရင်ညီဥပဒေမှန်သလားမှားသလားလို့မေးရင်ကျွန်တော်တို့ကတော့မှန်တယ်လို့ပြောလို့ရပါတယ်။ CRPH ကဒီဥပဒေကိုမထုတ်ဘူးမထုတ်ခဲ့ရင်လည်းနောက်မှာပြည်သူအစိုးရတက်လာတဲ့အချိန်စစ်အာဏာရှင်ကင်းစင်သွားတဲ့အချိန်နိုင်ငံတော်ပြန်လည်ထူထောင်ရေးကာလမှာဒီဥပဒေကိုထုတ်ဖို့အတွက်ဒီ NCDM ကိုအရေးယူဖို့အတွက်စစ်အာဏာရှင်ဘက်ကလည်းရက်တိပြီးတော့မှပြည်သူလူထုကိုဒုက္ခပေးခဲ့တဲ့ဝန်ထမ်းဆိုးတွေကိုအရေးယူဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ဒါအစိုးရထံကိုတင်ပြတာတွေတောင်းဆိုတာတွေဆန္ဒပေါ်ထုတ်တာတွေလုပ်မှာဖြစ်ပါတယ်။ အခုဆရာပြိတ်ထုတ်လိုက်တဲ့ပုံမှာလည်းထောက်ခံပါတယ်ဆရာပြိတ်မထုတ်ခင်ရင်လည်းဒါကိုရေးယူဖို့ဆိုကျွန်တော်တို့ကတော့တောင်းဆိုရမှာဖြစ်ပါတယ်အားလုံးပဲစဉ်းစားကြည့်စိတ်သက်ကအာနာသိမ့်ပြီးတဲ့နောက်ပိုင်းဌာနဘောင်းစုံမှာလက်ပေးလက်ယူနေဖြစ်နေတယ်ပြည်သူလူထုအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်စိတ်အာနာရှင်တက်တက်ဆိုးရှိအောင်နဲ့ပြည်သူလူထုဒုက္ခရောက်အောင်လုပ်နေတာဒီနန်စီရီအန်တွေပဲဖြစ်ပါတယ်အထူးသဖြင့်ဖတ်စဖို့ယုံလို့လဝကတို့တေယူပို့ဆောင်ရေးတို့နော်ပြည်ထဲရေးတို့ထောင်ဝင်တန်းတွေအချင်းဦးစီးဌာနတွေနော်အဲ့တော့နိုင်ငံခြားနဲ့ပတ်သက်တဲ့အလုတ်ကန်ခွင့်လန်းဌာနတွေဒါအကုန်လုံး စစ်တပ်အုပ်ချုပ်လို့ဥပဒေမဲ့နေတာကိုခွင့်ရယူတိုင်းပြည်ဗျံပရာဖြစ်နေတာကိုခွင့်ရယူပြီးတော့မှအခုတေတူလူလူဒုက္ခပေးနေတာတာမန်မြို့နယ်အုပ်ချုပ်ရေးမှုအဆင့်ရက်ွက်အုပ်ချုပ်ရေးမှုအဆင့်တောင်မှစားလို့မကုန်အောင်ချမ်းသာနေပြီဖြစ်ပါတယ်ဒါတွေအကုန်လုံးကစစ်တပ်အုပ်ချုပ်တာကိုစစ်တပ်အာဏာသိမ်းတာကိုခွင့်ရယူပြီးတော့တေတူလူလူပေါ်ဒုက္ခပေးပြီးကိုကြိုးရှာနေတာပါအဲ့တော့အဲ့ဒီလူတွေကိုအဲ့ဒီဝန်တန်းစိုးတွေကိုဒါမဖြစ်မနေအရေးယူကိုယူရပါမယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတနိုင်ကန်လုံးမှာကြေးရွာပေါင်း900 800လောက်မီးရှို့ဖျက်ဆီးခံရတယ်အများစုကတော့တာညနာပြည်နယ်တွင်နဲ့စကိုင်းမကွေးအညာဒိသအများဆုံးခံရပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီကနေ့အထိအပြစ်မဲ့ပြည်သူပေါင်း2000ကျော်နှိမ့်ပတ်နှိမ့်ဆက်တပ်ဖြတ်ခံရပါတယ်ဒါကတိုက်ပွဲမှာကြားတဲ့ PDF တွေနဲ့ကြီးရွာလေးဘုံကျဲခံရတာမပါသေးဘူးနော်အဲ့တော့အဲ့ဒါဒီအကုန်လုံးပေါင်းလိုက်ရင်ဒီကနေ့စစ်တပ်ကမြင်ပတ်နှိမ့်ဆက်တပ်ဖြတ်လို့ခံရတဲ့အပြစ်မဲ့ရရသက်သက်အတက်ပြတ်ခံရတဲ့လူပေါင်းများစွာရှိနေပါပြီ။ပြီးတော့ဒီဆက်နာရှင်တော်လန်ရေးကာလမှာဘက်ပေါင်းစုံကနေပါဝင်နေတဲ့ တည်သူတွေရဲ့မိသားစုတွေတူးချင်းစီကိုလည်းစစ်တပ်ကဒုက္ခပေးညှဉ်းပန်းနှိပ်စက်တက်ဖြတ်တာတွေလည်းအများကြီးဖြစ်နေပါပြီအဲ့ဒီတော့ဒီစစ်အာဏာရှင်ကြာဆုံးသွားတဲ့အခါပြည်သူအစိုးရတက်လာတဲ့အခါအကုန်လုံးကိုဒိုင်းလူခွင့်ရေးပေးရမယ်ဒါကဒီမိုကရေစီပါဆိုရင်ဒီမိုကရေစီကိုခုတုံးလုပ်ပြီးတော့လူခွင့်ရေးတောင်းဆိုမယ်ဆိုရင်စစ်အာဏာရှင်စက်ကျင်ရေးစစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ပေးဆက်ခဲ့တဲ့လူတွေအတွက်တရားမမျှတာဘူးလို့မထင်ဘူးလားဒီလူစစ်အာဏာရှင်အောက်ချုပ်နေတဲ့ကာလမှာ ကိုဂျိုးစီးပွားအတွက်စစ်အာဏာရှင်တတ်ဆိုးရှိအောင်ကိုဂျိုးရှာခဲ့တဲ့လူတွေကိုစစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ပြည်သူတွေနဲ့တန်းလူခွင့်ပေးရမယ်ဆိုရင်ဒီစစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ပြည်သူတွေအတွက်ဆုံးရှုံးနစ်နာမှုကိုဒါလူခွင့်ချုပ်ဖောက်တယ်လို့မထင်ဘူးလားအဲ့ဒီတော့ဒီနန်စီဒီအန်တွေကိုအရေးယူမဲ့ဥပဒေ CRPH ကမထုတ်ရင်လဲကျွန်တော်တို့ကနောက်မှာပြည်သူအစိုးရတက်လာတဲ့အချိန်ဒီနန်စီဒီအန်တွေဝန်တန်းဇိုးတွေကိုအရေးယူဖို့ဆိုကျွန်တော်တို့တောင်းဆိုမှာဖြစ်တယ်ဒီမှာချွင်းရင်းချက်အနေနဲ့ပြောလို့တာကဒီစစ်အာဏာရှင်တက်ဆိုးရှိရင် ာဝန်ထမ်းဆောင်နေတဲ့နန်စီဒီအန်တွေထဲမှာကျွန်တော်ကတော့ချွေရင်းချက်အနေနဲ့ပညာရေးနန်စီဒီအန်နဲ့ကျမ်းမာရေးနန်စီဒီအန်တွေကိုတော့ကျွန်တော်တို့ကချွေရင်းချက်အနေနဲ့ကင်းလွတ်ခွင့်ပေးရပါမယ်။ဘာလို့လဲဆိုတော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပညာရေးနဲ့ကျန်းမာရေးကငွေရှာတဲ့ဌာနမဟုတ်တလို့အနာထိန်းချောင်းရေးဌာနလည်းမဟုတ်ပါဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာပညာရေးနဲ့ကျန်းမာရေးကအစိုးရကအရှုံးခံပြီးတော့မှလုပ်ရတဲ့ဌာနပါအဲ့တော့ဆရာနာရှင်တက်ဆိုးရှည်ရေး ထမ်းပိုးပေးနေတဲ့ဝန်ထမ်းတွေထဲမှာပညာရေးနဲ့ကျန်းမာရေးကတော့မပါဘူးအဲ့ဒီအတွက်ကိုတော့ကင်းကင်းလွတ်ခွင့်ပေးရပါမယ်နော်အဲ့တော့ဆရာပြည့်ရဲ့ချိန်နာချက်ထဲမှာဒါကိုတော့ချွင်းချက်အနေနဲ့ကျွန်တော်မြင်ပါတယ်ဆရာပြည့်ကလည်းမလုံရင်လည်းမလုံဘူးလုံရင်လည်းစောက်တော့ပဲဗျနော်အဲ့တော့ကျွန်တော်ကတော့ပညာရေးနဲ့ကျန်းမာရေးနန်းတွေကိုနန်း CDM တွေကိုကင်းလွတ်ခွင့်ပေးတဲ့ကျန်တဲ့ဝန်ထမ်းဇိုးတွေအကုန်လုံးကိုမဖြစ်မနေအရေးယူဖို့ယူ